ျွန်တော်လည်းဘာပြောရမှန်းမသိတော့ဘူးဗျာနော်ဆိုတော့ဘာပြောတော့ဘူးကျွန်တော်လည်းအတူလက်ရှိအောင်ပြောရရေโอเคအခုဒါကျွန်တော်တို့ဒါမြင်တွေ့နေရတာ Grey Wall မန္တလေးရဲ့ဒါ Grey Wall Hotel ကြီးပဲဖြစ်ပါလေဗျဒီဒါအခုလဲဒီမှာကယ်ဆယ်ရေးဝန်ထမ်းတွေဒါအကုန်ကယ်ဆယ်ပြီးတော့ဒီမှာဒါတော့ main box ဒါ main box main box မှာတော့ဒါ main box ကနေပထမထုတ်ဖို့အခက်အခဲရှိရနဲ့ဒါဒီဘက်မှာဒီဘက်ဘေးမှာအပေါက်ဖောက်ပြီးတော့ဟိုကယ်ဖို့ကယ်ဆယ်ဖို့ဒီမှာလုံနေကြတော့တွေ့ရပါပြီဗျ ဟိုဟာဆယ်ခွဲ၁၁လောက်ကကျမအပြင်ထွက်သွားဒီနေ့လဲအဲ့ဖြစ်မဲ့နေ့မှာကျမတို့ချက်ောက်လုပ်ပြီးပြီတော်တော့ကျမနောက်ဆုံးဖုန်းရတဲ့ချိန်၁၁ခွဲမှာကျမကျမလမ်းညာဖုန်းကွန်နက်ရတယ်သူအောက်ကိုဆင်းနေပြီချက်ောက်လည်းလုံနေပြီ reception မှာသူထိုင်နေပြီသူပြောတယ်တွေ့ရလူတို့များကလည်းဟုတ်တယ်ကျမအမျိုးသားဝဝနဲ့ကျမသမီးလေးနှစ်ယောက်တွေ့လိုက်တယ်အဲတွေ့လိုက်တယ်သူကပြောတယ်အဲဆိုတော့အဲ့နဲ့သူဒီမှာပြန်တွေ့ရလူကပြောပါ reception မှာထိုင်ရလူတချို့တချို့ပါပါသွားတူပေါ့နော်ဧည့်သည်တွေအဲသူတို့ကသူကလည်းတွေ့တယ်ဆိုတဲ့အကြောင်းပြောတယ် ကျွန်မသမီးကအငယ်မှနှစ်နှစ်နဲ့၅လကျော်ပဲရှိသေးတယ်အကြီးမှခုနှစ်နှစ်ကျော်ကျွန်မအရန်ဆိုးရိမ်တာအခုနှစ်ရက်ကျော်သွားပြီသူခဏမရှိတော့တော့ဘောနော်ခဏရှိတယ်ကောင်းတာဗောဒီအရွယ်အဲ့ရွယ်ခဏမရှိနိုင်ဘူးခုဆိုကြည့်လိုက်ဝင်တဲ့လူတို့တို့ဝင်တဲ့လူတွေတော့အကြိုက်မနေနိုင်အဲ့ထဲမှာအောက်ဆီဂျင်ပြတ်လို့တို့တို့ပြန်ထွက်တာလည်းကြတာတကယ်စိတ်မပေါ်စရာဘူးနော်အခုဒီတို့တို့ ဟိုလူလာကွယ်ဝယ်ဒီလူလာကူမယ်ဘာမှမလာဘူးပြီးတော့ဒီဆောက်ကိုဆောက်လို့တော့ဆိုအထီကိုမခံဘူးကျမကိုယ်တိုင်ကဘဒူဖြစ်ဖြစ်တာဝေယူမယ်အဲ့ဟိုဒီကအကိုလေးလည်းကောက်ပါလေဒီကဟိုဟာသူတို့ပရာဟိတရယ်လာပြီးတော့ဥဆောင်မယ်သူတို့အကြံဉာဏ်ပေးပြီးသူတို့လုံးမယ်ဆိုအတူလုံးလို့ဒီလောက်ကြီးဖြစ်သွားတာအဆောက်ဆိုဒီတိုင်းမဲဒါကြီးကိုမတက်ရက်ကြည့်တယ်တနေကုန်သွားတယ်ဖြစ်ဖြစ်ချင်းနေရဆိုရှင်ကျမလည်းကျမကိုကျမအဖေကမသွားနဲ့တမင်းနေတွေ့ရင်စိတ်မကောင်းပါဆိုလို့ဆိုကျမကိုလုံးဝမလာခိုင်း အဲ့တညက်နေလုံးကသူတို့မလုပ်နဲ့ဒီဟိုတယ်ရဲ့ပတရကြည့်နေကြအကုန်လုံးဘသူမှဘာမှမလုပ်ကြအောင်ကျမလာတဲ့ ठी တော့လေမကက်နဲ့ဆိုတာကြီးပဲပြောတယ်အထက်မှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘသူမှဘာမှမလုပ်ပေးကြအောင်အခုလဲဟိုလူလာကြည့်ရဲ့ဒီလူလာကြည့်ရဲ့ကြည့်ပြီးလို့ရှင်ပြန်သွားကြတယ်အကုန်လုံးအဲ့လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လုပ်ပေးချင်တဲ့စိတ်ရှိလို့ရှင်ဒီထက်ကလူကထွက်ကိုထွက်တယ် ကျွန်မပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်မှအဆင်မပြေဘူးစက်ပစ္စည်းလည်းဘာမှပါမလားဒါပေမဲ့အခုဒီမနေ့ရောက်လာတယ်ရန်ကုန်အခွဲရဆိုတာဒါပေမဲ့ဒီနေ့နှစ်ရက်ကျော်သွားပြီငလင်လောက်တာ7နှစ်နာရီ45လောက်49လောက်ဖြစ်မယ်အခုဆိုရင်နှစ်ရက်တိတိကိုကျော်သွားပြီနှစ်နှစ်ခလနှစ်နှစ်နဲ့9လကလေးကဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြက်မယ်ရေပြက်မယ်ဘလောက်ဒီနေရမလဲစဉ်းစားကြည့်ဒါပေမဲ့အခုတော့လုတ်ပေးနေပါလုတ်ပေးမယ်ဆိုတော့ကျွန်မပြောတာအချိန် မနှောင်းငယ်ကိစ္စမရှိဘူးကျမတမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုကျမမပြေစံကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလုံးစေခြင်းနဲ့အကုန်လုံးလည်းကျမဆိုအမြဲလိုက်မေးတယ်ငါဘာလုပ်ပေးရမလဲငါဘာလုပ်ပေးရမလဲအမြဲလိုက်မေးတယ်ငါလည်းကူညီနေတယ်ငါကူညီမယ်တကယ်လည်းအကုန်လုံးကဒီမှာဝင်ဒီမှာ reception မှာဆိုလဲဗိုက်ကြီးတဲ့တယောက်ပါသွားတယ်တဲ့တို့ဝင်နှမ်းမယ်သူ့အမတယောက်ဆိုလို့ရှိရင်လည်းအမတချင်လုံးလုပ်ပေးနေဒီမှာအဲ့ဒါအကုန်လုပ်ပေးနေကြတယ် ဒါပေမဲ့သူတို့ကလာတယ်လာကြည့်ရကြည့်ပြီးလို့ချင်းပြန်သွားတယ်တကယ်ထိရောက်တဲ့နီးလမ်းတွေဘာမှမပေးခဲ့ဘူးဒါပေမဲ့အခုလောက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီချိန်လည်းညနေထမ်းဆောင်ကျွန်မတို့ထမ်းမဆောင်နိုင်တော့အချိန်တွေကအရန်ကြံ့ကြာဖြစ်ဖြစ်ချင်းနေဆိုကျွန်မစောင့်နိုင်နေတယ်ကျွန်မအဲ့နေရာလည်းစောင့်ခဲ့တယ်နော်သူတို့မဝင်နိုင်ဘူးတဲ့အနေရများတယ်တဲ့သူတို့ပြီမှာဆိုလို့တယ်ကျွန်မအဲ့လိုပြောပြီးထွက်သွားတယ်အထဲမှာသူတို့ပြောချင်တာအထဲမှာနေရတူတယ်အပြင်ကလူအရေးကြီးတဲ့ပုံစံသူတို့ပြောသွားတာကျွန်မပြောချင်တာအထဲကလူလည်းအသက်ရှင်နေသေးတယ်អនីទេដែរវ៉ាគីដូគីណែပြောរងហើយទៅរុឈីနေទេដែរអកូននេះចាနေហើយទេ သူတို့အမအထဲမှာမှောက်ပြီးဘာမှလည်းမမြင်ရပါဘူးဆိုတော့သူတို့အမကျမအဲ့သူ့အမျိုးသားနဲ့ပြောနေကျမအကုန်ကြားလိုက်တယ်။ဘေးမှာလည်းခလေးတန်တွေကြားတယ်လို့ပြောတာပဲ။သူတို့ဘေးမှာလည်းလူတွေရှိတယ်တဲ့။ဒါပေမဲ့သူတို့မမြင်အောင်မှောက်နေတယ်တဲ့။ပြီးတော့အသက်နေလည်းကြားရတယ်။မကြားရတာမဟုတ်ရှိတယ်။ရှိရသားနဲ့ကျမပြောချင်အသက်ရှင်တာတည့်ရသားနဲ့မလုတ်ပေးသေးတာကျမပြောချင်တာ။တချို့ရတယ်ဘာမှမမြင်ရတော့မသိရတော့ဆိုတာဒါကလက်ခံတယ်။အခုကရှိသေးတယ်ထဲထဲမှာ။ အရေးပေါ်အရေးပေါ်เนาะကစ္စည်းလုံးတဲ့နေရာမှာเนาะအတန်ကြားနေရတော့မလို့ရင်သူတို့ကပါအလောင်းကိုအလောင်းကိုစောင်းနေကြတာအဲ့ဒီကစ္စည်းသမားတွေကเนาะဒါများလေကစ္စည်းလုံးတာများလေကောင်းလေပဲเนาะအထက်မှာကလေးရဲ့နဲ့နှစ်နှစ်နဲ့နှစ်နှစ်နဲ့၅လဟာနှစ်ခွဲအရွယ်ဆိုတာဗျာအသေးသေးလေးပဲတယ်เนาะသူတို့ကဒီနှစ်နှစ်နှစ်ရက်ဒီတော့အောက်ဆီဂျင် မရှိတဲ့ပြိုက်တဲ့နေရာမှာနှစ်ရက်ခုနှစ်ရက်ကျော်ပြီနော်တူပါเนาะနှစ်ရက်နေဖို့ဆိုတာ ဒါတော့မလေးဦးလေဗျာနော်မလေးဦးနော်ဒါအရေးပေါ်ကိစ္စရောင်းတဲ့နေရာမှာလူတွေအသက်ရှင်တော့မလုပ်ရင်ဘယ်ရှင်ကတော့လုံးမှာတော့နော်ကိစ္စသမားတွေကတကယ်အော်ဝါအဲ့တော့တို့ကအပြင်ကလူရဲ့အတက်ကပိုရေးကြည့်ရဆိုတော့ပြောတော့ကျမတို့ကကျမတို့ပြောကျမတို့အသွေးသားတွေထဲထဲမှာရှိတယ် ကျမတို့စာနာပါတယ်ဆိုတော့စကားတစ်ခုနဲ့လာမနစ်သိမ့်နဲ့စာနာပါတယ်ဆိုတော့လှုပ်ဆောင်ချက်နဲ့ပဲကျမတို့ပြပေးကျမတို့အခုပြင်မှာဒီလောက်ထိုင်နေတော့ဘလောက်ပူလာမလဲသူတို့အထဲမှာဘလောက်ပူလိုက်မလဲလေးလေးမရှိဘူးအောက်ဆီဂျင်မရှိဘူးပါမမရှိဘူးအခုနေရကြော်သွားပြီအခုလည်းအိန္ဒိယအဖွဲတရုတ်အဖွဲဘယ်အဖွဲမှမလာသေးဘူးကျမတို့တနအီတနအီလှိမ့်ပြီးတော့ပဲနှစ်သိမ့်နေတာဘယ်အဖွဲမှခုတင်ရောက်မလာသေးဘူးဝင်သွားဟိုကိုယ်တော့ဝင်သွားချိန်မှာ तू ကပြောတယ်ခောက်လိုက်တော့တဲ့အသက်လူအသက်ဟိုဟာရှိသေးရဆိုရင် ခောက်ပြပါဆိုတော့သူအထက်သုံးချက်ပြန်ခောက်ပြရတယ်တဲ့အတန်ကြားရင်ခောက်ပြတော့မီးထိုးတဲ့အခါမှာကျတော့မီးထိုးရင်မြင်လို့ရှိရင်ခောက်ပြပါဆိုရင်တော့မခောက်ပြဘူးတဲ့မီးတော့မမြင်ဘူးသူတို့ပိတ်နေတာအထဲမှာတော်တော်ပိတ်မိနေတာအတန်ပဲကြားရတာအတန်ပဲကြားရတယ်သူတို့အဲ့အလင်းတော့မမြင်ဘူးအဲ့မှာစဉ်းစားအလင်းမမြင်တဲ့နေရာမှာအောက်ဆီဂျင်ဘယ်လိုရမလဲဆိုတော့စဉ်းစားကျမတမီးခုနှစ်နှစ်ကျော်အထဲထဲမှာကျမမပြောပြီးသားအကယ်တော့အတန်ရှင်ခဲ့တော့ကျမကျမလုံးနိုင်သေးတယ်အဲမှာတကူးပြစ်သွားကျမ မခံစားနိုင်ဘူးဒီပြောတတ်တော့ကျမလည်းကျမတို့ဘုရားဘာနဲ့တူလဲဆိုဘ누구အခုညီတောင်းပြီဘ누구ဘ누구ဘာလို့ခါရမန်းကိုမသိတဲ့အခြေအနေဖြစ်နေတာပြင်လဲအိမ်မလေးတကယ်လေတစည်းနဲ့လေဘေးမကိုညှော်လေးချက်ကိုမရှိဘူးဖြစ်နေတာဟိုလူပြောလိုက်လာနေဒီလူပြောလိုက်ဒီစကားနဲ့ပဲကျမတို့ကထိုင်းဆောင်နေရတည့်ရပြီးတည့်ရဦးနေရရှိသွားလက်ချိုးတိုင်ရည်နေတာ စက်ကတ်နဲ့မြအထက်ကလူတော့ကလေတကယ်တစ်စက်ကတ်ဆိုတစ်စက်ကတ်အရင်အရေးကြီးတယ်တိုင်းမဲ့ပြင်မှာဘာဖြစ်နေလဲပလန်ဆွဲနေတယ်ဟိုလူလာပြောတယ်သူဒါနဲ့ပလန်ဆွဲနေတဲ့ကောဟိုကလူကနော်အဲရေးဖို့ကေစီလောက်ပါတယ်ဆိုမှကောနော်သူတို့ကအဲ့လို2ရက်3ရက်ကြာသွားရင်ဗျနော်အောက်ဆီဂျင်ပြပြီးတော့ဟိုကခလေးတစ်တစ်လေးတွေရဲ့နော်အောက်ဆီဂျင်တစ်ခုလေးမဟုတ်ဘူးသူတို့မှစားဖို့နော်တောင်းဖို့ စားကြလည်းမရှိဘူးရေလည်းမရှိဘူးဗျာเนาะအောက်ဆီဂျင်ကလည်းမရှိဘူးဆိုတော့ဗျာစဉ်းစားကြည့်လိုက်เนาะအရေးပေါ်အရေးပေါ်လိုပါတယ်ဇမသူကဒီနှစ်ရက်လောက်ကိုစောင့်လိုက်မယ်ဆိုရင်ဗျာအပြင်ကလူကအဲ့ဒါနှစ်ကဘာလောက်ကိုကြာမယ်เนาะအပြင်ကလူရဲ့ခံစားချက်သူ့အမေတယောက်ရဲ့ရင်ထဲမှာနှစ်ကဘာလောက်ကိုကြာမယ်เนาะဟောတကယ်တကယ်စိတ်မကောင်းပါဘူးဗျာเนาะကြာရတာလေအဲ့ဘအခြေကုန်နေတယ်ကျမတို့ကပြည့်စင်နေတာမြန်မြန်လုပ်ပေးပါ ကျမပြောချင်တာအထဲမှာလူရှိရလဲသိရအထဲမှာလဲဝင်ပြီးတော့ကြည့်ပြီးွားပြီသူတို့မဝင်ရဲလို့အပြင်ကဗိုလ်ဒန်တီတိုင်းအကုန်လုံးဝင်ပြီးလောက်ပေးပြီးွားပြီသူတို့လည်းပြောပြပေးပြီးွားပြီဒါသူတို့ကိုယ်တိုင်ဝင်လို့သိရတဲ့အရာမဟုတ်ဘူးနော်ဒါအရှိရကျမတို့ဒီကပရိုက်တာတမားတယ်ကိုယ်တိုင်ကိုကိုကျိုးစုံပြီးဝင်ပြီးတော့လောက်ပေးပြီးတော့ကြားရတဲ့အတန်နေသူတို့တော့သူတို့လှုပ်ဆောင်ဘူးလို့ကြားရတဲ့အတန်နေမဟုတ်သေးဘူးဒါမှမဟုတ်လောဆယ်ရန်ကုန်အဖွဲ့ဆိုတာရောက်နေလှုပ်တော့လှုပ်နေတယ်ဒါပြကျမပြောတာအခုချိန်မှာစက္ကန့်နဲ့အများအရေးကြီးွားပြီအရန်ကို ကန့်နေပြီကျမတို့ကဒါလောတာမဟုတ်တော့ဘူးတရက်မြောက်နှစ်ရက်မြောက်မဟုတ်တဲ့အတွက်နှစ်ရက်ကိုကြော်လာအတွက်ကျမတို့ကဒါကိုလောလောမချိန်ဖြစ်နေလို့ကျမတို့ဒီစကားကိုပြောရတာဒါကို80ဆက်ဆက်လုပ်မယ်ဆိုကျမတို့ကတော့ရင်ွယ်ပလက်လက်မစောင့်နေရပဲအခြေအနေဖြစ်နေမျောလင်းချက်တက်ဖြစ်ဖြစ်နေအသက်ရှူမွားတော့ကဲဒါကတော့ကြားတဲ့အတိုင်းပဲနော်ဟိုဖြစ်ပြနေတဲ့ဟာတွေတကယ်စိတ်မကောစရာတကယ်ဟိုတကယ်ပြောစရာစကားလုံးမရှိတော့တကယ်စိတ်အာမကောင်းဖြစ်မြင်ပါတယ်။မြန်မြန်လေး ်ပြန်ပြီးတော့အသက်ရှင်နေရတဲ့ပြန်တွေးနေပါစေလို့လည်းဆုတောင်းပေးပါရစေဗျာနော်တကယ်စိတ်မကောက်ပါဘူး